ဘာသာအမွေကျွန်းလင်းနိုင်ပါစေလူဘဝရောက်လာလို့ရှင် နမတိရင်ဆိုင်ရမှာကဘာတော့အသက်မွေးမှုတဲ့ဟုတ်ကဲ့လားအဲ့ဒီအသက်မွေးမှုအတွက်ကလေးလေးတွေကမိခင်ရင်ခွေကခွာတဲ့အချိန်ကစပြီးအလုံးလုံးကြရပြီဒီအတွက်ညှို့မှန်းချက်ကြီးကြီးထားပြီးအလုံးလုံးနေကြရပြီအဲ့ဒီအာဇီဝိကဘဝဘယဆိုတဲ့ဒီအခက်ခဲတစ်ခု လူလောကရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းရင်မဆိုင်ရဘူးလားအေးဒီအခက်ခဲတစ်ခုကြော်ဖြတ်သွားတဲ့အခါကျတော့အခက်ခဲမရှိတော့ဘူးလားလို့ဆိုလာအောင်မယ်အခက်ခဲတဲ့စဉ်းစားကြည့်အတ္တဝိဝံကြောင်းတော့ပြည်ပြည်စုံစုံဖြစ်သွားပြီဆိုပါစို့ဒီအခက်ခဲတစ်ခုဖြတ်ကျော်လိုက်နိုင်ပြီ နောက်ထပ်ဘာပြဿနာတစ်ခုနဲ့ထပ်ရင်ဆိုင်ရတော့ကိုဘွားကိုစဉ်းစားကြည့်ဆရာဟောတာဟုတ်မဟုတ်เนาะမြတ်စွာဘုရားကထပ်ဟောတယ်ဒုတိယဒီအခက်ခဲပြေလည်သွားရင်ဒုတိယရင်ဆိုင်ရမယ်အရာကဘာလို့ဆိုရင်အတိလောကဘုရားတဲ့အတိလောကဘုရားဆိုတာနာမည်ပြတ်မှကြောက်ဟုတ်ကဲ့ အေးအလောက်ကင်ကောင်းဘလို့ကောင်းကောင်းပညာတွေဘလောက်တတ်တတ်လူတယောက်ဟာနာမည်ပြတ်သွားပြီဆိုလို့ရှိရင်မထိခိုက်ပေဘူးလားအေးဒါကြောင့်မို့လို့အကျော်ဆုံးမဲ့မာတို့နာမည်ပြတ်မာတို့လူတွေမကြောက်ကြဘူးကြောက်လို့မဟုတ်တာလှုပ်တော့တိတ်တိတ်လှုပ်ကြဟုတ်ကဲ့လူမသိအောင်လှုပ်ဘာလို့လဲလူသိရင်အနည်းဆုံး၈၀ဖြစ်မယ်နာမည်ပြတ်ပြတ် လူတိုင်းလူတိုင်းနာမည်ပြက်မှာမကြောက်ဘူးလားကြောက်တယ်အဲ့ဒါလည်းအခက်ခဲတစ်ခုနာမည်ပြက်မှာကြောက်เสียကောင်းတဲ့အတွက်ကြောင့်အတိလောကဗျာတဲ့ကုမ္ပဏီပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ပုဂ္ဂိုလ်တဦးလည်းပဲဖြစ်ဖြစ်အဖွဲ့အစည်းပဲဖြစ်ဖြစ်နာမည်ပြက်သွားပြီဆိုလို့ရှိရင်ဒီလူကအခက်ခဲတွေအများကြီးကြုံသွားပါဟုတ်ကဲ့ ဒါကြောင့်မို့လို့အသက်မွေးမှုပြေလည်ပြီးတဲ့နောက်မှာနာမည်မပြတ်ဖို့ကပိုအရေးကြီးလာတယ်။ဟောဒီအခက်ခဲတစ်ခုထဲရဒီအခက်ခဲတစ်ခုတော့ဘာနဲ့ထိုင်းနေဆို morality ကိုချင်းတရားရှိနေဖို့လိုတယ်။မှန်ကန်တဲ့သစ္စာရှိလူချင်းချင်းပေါင်းတဲ့အခါမှာမင်းမှာသစ္စာလူမှာဂတိဂတိတည်တာမျိုးနော် အဲ့ဒီအတ္တိလောကဘုရားလို့ဆိုတဲ့အကျော်ဆုံးမဲ့တဲ့ဘေးဟာလည်းပဲလူလောကမှာရင်ဆိုင်ရတတ်တဲ့အရာဖြစ်လို့အသက်မွေးမှုဝမ်းကြောင်းပြည်လည်သွားပြီဆိုလို့ရှိရင်ဒီဟာနဲ့တွေ့လိမ့်မယ်တဲ့အဲ့ဒါလည်းပဲအားမရှိဘူးဆိုရင်မဖြတ်ကျော်နိုင်ဘူးဒါလည်းဟုတ်ကဲ့ကဲကောင်းပြီနမပြတ်တဲ့ဘေးမရှိပါဘူး လူတော်လူကောင်းဖြစ်သည့်အတွက်ကြောင့်အတမွေးဝမ်းကြောင်းမှုလည်းအစဉ်ပြေတယ်။နာမည်လည်းမပြတ်ဘူး။ကောင်းကောင်းနေသည့်အတွက်ကြောင့်နာမည်မပြတ်ဘူး။အခက်အခဲကုံသွားလာဆိုမကုံသေးဘူးနောက်တစ်ခုလာအောင်။နောက်တစ်ခုကပါတော့ပရိသတာရိစ္ဆဘယပရိသဆိုတာပယိတ်တာရိစ္ဆဆိုတာကြောက်တာ လူကြားတဲ့တိုးရမှာကြောက်တဲ့အခက်အခဲတဲ့လူကြားတဲ့ဆိုတာလူတိုင်းတိုးရတာမဟုတ်ဘူးနော်ဟုတ်ကဲ့လားလူကြားတဲ့မတိုးရတဲ့လူကြားတဲ့မတိုးဘူးဆိုတော့သူတခုလှုပ်ထားလောင်းနေမှာပေါ့လူလည်းကောင်းမသွားရဘူးလူကြားတဲ့မတိုးရဘူးလူတွေထဲမှာမျက်နှာမပြရဘူးဆိုတာမျိုးမရှိဘူးလား အေးပရိသတ်ထဲမှာမဝင်ဆမ်းဘူးတဲ့မောဋ္ဌာလုပ်တဲ့ပုဂ္ဂိုလ်ကကုတ်ချောင်းကုတ်ချောင်းနဲ့ပရိသတ်ထဲမှာမသွားရဲဘူးတိတ်တိတ်။ဘာအကြောင်းနဲ့များသိကုန်မလား။သူများတွေကငါအကြောင်းများပြောနာလား။နှစ်ယောက်တူ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 ပြောနေငါအကြောင်းပြောတယ်ပဲ။ဟုတ်ကဲ့။အဲ့ဒါလို့လူကြားတဲ့မဝင်ဝဲအောင်ဖြစ်ရတဲ့အနေအထားမျိုးဟာလည်းပဲလူလောကမှာမကြုံတွေ့ရဘူးလား။ ဒါလည်းအခက်ခဲတစ်ခုပဲကဲဒါရီပြည်ပါပြီအသက်မွေးဝမ်းကြောင်းရတဲ့အဆင်ပြေတယ်နမပြတ်တာလည်းမရှိဘူးပေးတတ်ထဲမှာလည်းတင့်အောင်တင့်နေပဲအားလုံးက welcome လို့ဟုတ်လားလာလို့ရှိရင်အလုံးကနေရာပေးတယ်ဝကံလို့တယ်ပရိသတ်ထဲမှာလည်းရဲဝံဝံသွားနိုင်လာနိုင်တယ်အဲ့ဒီအနေထားတွေရောက်ပြီးတော့နောက်ထပ် ရင်ဆိုင်ရမယ့်အခက်အခဲမရှိဘူးလားလို့ဆိုရှိသေးတယ်နောက်ထပ်ရင်ဆိုင်ရမယ့်အခက်အခဲကတော့ဘယ်လူမျိုးမှမရှောင်နိုင်တဲ့ရှောင်လို့မရတဲ့အခက်အခဲတစ်ခုပါတော့ဆိုရင်သေခြင်းတရားတဲ့မရဏဘယသေရမှာမကြောက်ဘူးလားလောကကြီးမှာအဆင်ပြေနေလေလေပို့ပြီးမသေခြင်းလေပဲဟုတ်ကဲ့အဆင်မပြေတဲ့လူကတော့သေခြင်းတယ်လေ တည်ခြင်းလို့တရားဘောကခုံချတာတို့ဘာလုပ်တာတို့ညာလုပ်တာတို့စိတ်တောက်တာတို့ဟုတ်ကဲ့အစဉ်ပြင်းနေပြီဆိုရင်ဘာမှမတည်ခြင်းဘူးသို့တော်လည်းပဲမတည်ခြင်းလို့ရောနေရမလားမနေရဘူးအဲ့တော့နောက်ဆုံးရင်ဆိုင်ရမယ့်အခက်ခဲကဲတည်ရပြီဆိုတဲ့အချိန်မှာတည်ခြင်းတရားကိုရင်ဆိုင်ပြီဆိုရင်ကြောက်ကြောက်လန့်လန့်နဲ့တည်ရတာမဟုတ်ဘဲနဲ့ရဲရဲဝံ့ဝံ့ကိုကိုကို ပေချင်းတရားကိုရင်ဆိုင်နိုင်ဖို့အရေးမကြီးဘူးလားလောကကြီးမှာဘလောက်အစဉ်ပြေးနေနေအလောက်ကံကဘလောက်ကောင်းကောင်းနာမည်ကဘလောက်ကောင်းကောင်းပရိသတ်ထဲမှာဘလောက်နာမည်ကြီးနေနေနောက်ဆုံးရင်ဆိုင်ရမယ့်အခက်အခဲတခုကပါနော်ပေချင်းတရားအဲ့ဒီပေချင်းတရားကိုကြောက်ရွံ့မနေဘဲနဲ့ရင်ဆိုင်ပြီးတော့ကြော်ဖြားရမှာ အဲ့ဒီတစ်ခုကဲဒါနဲ့ကြတနာကကုံသွားလာလို့ဆိုမကုံသေးဘူးလာသေးတယ်လူ့ဘဝရောက်လာရင်တေးသွားလူတွေကပြောတယ်အေးတာပဲနဲ့မပြောဘူးလားအေးတေးအေးတာပဲတေးအေးတာပဲနဲ့ခဏခဏပြောမအေးဘူးနောက်တစ်တစ်ခုကြတနာတစ်ခုချန်သေးတယ်နော်အဲ့ပြဿနာတခြားမဟုတ်ဘူးတကြွစေးမရှိတဲ့ပြဿနာပြောတာမဟုတ်ဘူးဟုတ်ကဲ့ ကြိုစရိတ်ရှိရှိမရှိရှိဒါကြီးတော့ဘယ်သူမှသိမ့်မထားဘူးဟုတ်ကဲ့ဘယ်သူမှသိမ့်မထားဘူးအဲ့တော့နောက်ပြဒနာတစ်ခုကိုမြတ်စွာဘုရားကဟောတာတော့ဆိုဒုက္ခတိဘယတဲ့တည်သွားလို့ရှိရင်ကောင်းရမွန်ရမရောက်ခဲနဲ့မကောင်းတဲ့ဘုံရောက်သွားမှာရောမကြောက်ရဘူးလားကြောက်ရတယ်အဲ့ဒါကိုကြောက်စရာကောင်းကောင်း လူဘွားကတည်သွားပြီးနွားဖြစ်မှလည်းကြောက်ရတယ်ခွေးဖြစ်မှလည်းကြောက်ရတယ်ကြောင်ဖြစ်မှလည်းကြောက်ရငဲကြတော့မှလည်းကြောက်ရဟုတ်ကဲ့အေးအပယ်လေးပုံဆိုတာကြောက်စရာအပယ်လေးပုံဆိုကြောက်စရာတချို့ကငဲဆိုတာရှိလို့လားလို့ပြောတဲ့လူကရှိသေးတယ်နော်တရိษံတော်သူတို့မြင်ဘူးနေတာဆိုတော့ရှိရလားမမေဘူး ငရေရတော့မမြင်ဘူးတော့ရှိရလားမြတ်စွာဘုရားကငရေဆိုတာရှိတယ်ဆိုတာငရေရဲ့ဒုက္ခကိုမြတ်စွာဘုရားဘယ်လိုဟောထားတယ်ဆိုရင်အလုံးနားလဲအောင်မြတ်စွာဘုရားဘယ်လိုဟောငရေဆိုတာတဲ့အမတန်ကြီးလေးတဲ့ဒုက္ခမျက်စိကမြင်ရသမျှလဲ၆ဆရာလမ်းဆရာကြည့်ပြမြင်ရတယ် နာကကြားသမျှလည်းမကောင်းတဲ့အတန်တွေပဲကြောက်เสียအတန်တွေပဲကြားနှခေါင်းကနမ်းရှူရတဲ့အနံ့ကလည်းပဲကြောက်เสียအနံ့ကြီးလျှာကနေပြီးတော့လရေရတဲ့အရသာကလည်းဆိုးရတဲ့အရသာခန္ဓာကိုယ်ကထိတွေ့ရတာလည်းပဲချမ်းချမ်းခက်ထန်လာတဲ့နာကျင်ဆူးရှလာတဲ့အရသာမျိုးတွေကြီးပဲတဲ့ဟုတ်ကဲ့ မြတ်စွာဘုရားကငရဲရဲ့ဒုက္ခကိုဥပမာပေးထားတာရှိရှာသောသားတယောက်ကိုဘယင်ကအမင်းချတယ်တဲ့ဒီကောင်ဆိုးတယ်မနဲ့ခင်းမှာလှန်နဲ့အချက်တရားထုတ်ဟောနေလေခင်းမှာလှန်နဲ့အချက်တရားထိုးอ่ะညကြလို့ရှိရင်ညနေခင်းမှာလှန်နဲ့အချက်တရားထိုးอ่ะဟောအချက်300ထိုးခံအောင် ပြစ်ထံပေးတယ်။ကဲလှမ်းနဲ့ထိုးတယ်ဆိုတာအလုံးလှမ်းဆိုတာမြင်မှုတာပဲနော်။မနာပေဘူးလား။ဟေးနာယုံနေပဲကမယ်နော်။ချက်300တော့မထိုးရတော့ပါဘူး။ချက်300မစိတ်ခင်သေးတော့မှာပေါ့။အဲ့ဒီလူရဲ့ဒုက္ခကိုစဉ်းစားကြည့် လှန်တဲ့အချက်300ထိုးခံရတဲ့လူရဲ့ဒုက္ခကိုစဉ်းစားကြည့်။မြတ်စွာဘုရားကငရဲ့ဒုက္ခဆိုတာတည်းကြီးတယ်တဲ့။အဲ့ဒီငရဲ့ဘုံကိုဘယ်လိုပုဂ္ဂိုလ်တွေရောက်ကြတာတော့ဆိုလို့ရှိရင်အကုသိုလ်မှုပြုတဲ့ပုဂ္ဂိုလ်တွေရောက်တာပေါ့။သူများ